လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာ တရားနေဖြင့်မိလိန်ဒမင်းကြီးဤစိတ်ထားပြုပြင်သည်တရားဒေသနာတော်ကို ဟောကြားပေးမှာဖြစ်ပါလေလောကကြီးမှာ တတ္တဝါတွေအားလုံးဟာစိတ်ရဲ့ဈေးခိုင်းမှုကိုခံကြရတယ်စိတ်အလိုအတိုင်းပဲဖြစ်ကြရတယ်ပေါ့တန်ယုတ်တနိကံစိတ်တသုတ်ထဲမှာမြတ်စွာဘုရားဘာဟောတယ်လဲဆိုတော့စိတ်တေနနေရတေလောကဟောဒီလောကကြီးကို စိတ်ကဆွဲဆောင်တယ်စိတ်ဒေနပရိကတတိအဲ့ဒီလောကကြီးကိုစိတ်ကပဲဆွဲငင်အပ်တယ်စိတ်တတဧကဓမ္မတသဗ္ဗေဝဝတမနောကုစိတ်လို့ခေါ်တဲ့တခုဒီသောတရားရဲ့အလိုကိုပဲတတ္တဝါတွေဟာလိုက်နေကြရတယ် စိတ်ကပွားဆိုရင်ပွားရတယ်စိတ်ကထိုင်ဆိုရင်ထိုင်ရတယ်စိတ်ကပြောဆိုရင်ပြောရတယ်စိတ်ခိုင်းတာကိုတတ္တဝါလေးကလိုက်လုံနေကြရတယ်ပေါ့ခိုးတယ်ဆိုတာလဲစိတ်ကလိုချင်တဲ့စိတ်မတရားလိုချင်တဲ့စိတ်အဲ့လိုလောဘတွေပေါ်လာတဲ့အတွက်ကြောင့်ကာယကံမြောက်ခိုးတယ်ဝစီကံမြောက်ခိုးတယ် လူတတ်မှုဖြစ်တယ်တရားခံဘသူလဲလို့မေးရင်သူ့ရဲ့ဒေါသစိတ်ပဲဒေါသစိတ်ကမကြင်မနှက်တွေဖြစ်ပြီးတော့သွားတတ်သွားတတ်စိတ်ကခိုင်းတော့အဲ့ဒါကာယကံမြောက်လွန်ကျူးမှုတွေဝစီကံမြောက်လွန်ကျူးမှုတွေဖြစ်လာတယ်။ဟောကာမေတုမိစ္ဆာသာရကစိတ်ကခိုင်းတာပဲလေ။ဒါမကောင်းတဲ့ကိစ္စမှပြောတာ။ကောင်းတဲ့ကိစ္စမှလည်းဒီတိုင်းပဲပေါ့။ဒီနေ့တက္ကရာကမတွေ ဒီကြောင်းလေးကိုလာပြီးတော့တန်ဃာတော်တွေကိုစွန့်စက်ကလူတန်းကြတယ်ဘသူခိုင်းလဲလို့မင်းစိတ်ကခိုင်းတာပဲလာစိတ်ကသွားကြရအောင်တရားနာဖို့သွားကြရအောင်စွန့်ကပ်ဖို့သွားကြရအောင်ကုသိုလ်လုပ်ကြရအောင်လို့စိတ်ကခိုင်းတဲ့အတွက်ကြောင့်ဒါလှုပ်ဖြစ်သွားကြတာပဲနိဒါကြောင့်ကောင်းတဲ့ကိစ္စမှာပဲဖြစ်ဖြစ်မကောင်းတဲ့ကိစ္စမှာပဲဖြစ်ဖြစ်စိတ်ကစိတ်ခိုင်းတာပဲ ကောင်းတဲ့စိတ်ပေါ်လာရင်ကောင်းတဲ့အလုပ်တွေကိုလုပ်ချက်ကြတာမကောင်းတဲ့စိတ်တွေစိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်တွေပေါ်လာရင် မကောင်းတဲ့စကားတွေပြောမိကြတယ်မကောင်းတဲ့အလုပ်တွေလုပ်မိကြတယ်ဒါဘာသာတရားနဲ့မဆိုင်ဘူးလောကမှာတကယ်ဖြစ်ပျက်နေတဲ့သဘောပဲခရိယန်တွေလည်းဒီတိုင်းပဲအစ္စလမ်လည်းဒီတိုင်းပဲဟိန္ဒူလည်းဒီတိုင်းပဲဗုဒ္ဓဘာသာလည်းဒီတိုင်းပဲအဲကြောင့်မြတ်စွာဘုရားကစိတ်ဒေနာနေရီတေလောကော လောကကြီးကိုစိတ်ကဥဆောင်နေတာစိတ်ဒီနာပရိကတတိစိတ်ကပဲလောကကြီးကိုဆွဲငင်ထားတာစိတ်တသဧကဓမ္မတသဗ္ဗေဝဝတ္တမနောကိုတခုတည်းသောတရားဖြစ်တဲ့ဒီစိတ်ရဲ့အလိုကိုပဲတတ္တဝါတွေကလိုက်နေကြရတယ်အဲ့တော့ကောင်းတဲ့စိတ်များများပေါ်ရင် ကောင်းတာတွေများများလုံးဖြစ်ကြရတယ်ပေါ့မကောင်းတဲ့စိတ်တွေများများပေါ်ရင် မကောင်းတာတွေများများလုပ်မိကြတယ်ပေါ့ဒါဘာသာတရားတိုင်းငင်းမရတဲ့အချက်ဖြစ်ပါတယ်ဗုဒ္ဓရဲ့တရားတော်တွေကစဉ်းစားပြီးတော့ဟောထားတဲ့တရားမဟုတ်ဘူးလောကကြီးမှာတကယ်ဖြစ်နေတာတွေကိုချပြတဲ့တရားတွေဖြစ်ပါတယ်နော်ဒီသဘောတရားကိုဘယ်ဘာသာကမှငင်းလို့မရအောင် ကောင်းတဲ့စိတ်ဖြစ်ရင်ကောင်းတာတွေလုပ်ကြတယ်မကောင်းတဲ့စိတ်ဖြစ်ရင်မကောင်းတာတွေလုပ်ကြတယ်ဒါဓမ္မတာပဲ ဒီတော့လောကကြီးမှာကောင်းတာတွေများများပေါ်ပေါက်ဖို့ကောင်းတာတွေထွန်းကားဖို့အတွက်လူသားတွေမလုပ်ရမလဲဆိုတော့စိတ်ကောင်း များများပေါ်အောင်ကြိုးစားရမှာဖြစ်တယ်ပေါ့စိတ်ဆုံးစိတ်ပုတ်တွေကိုဖယ်ချပြီးတော့စိတ်ကောင်းစိတ်မြတ်တွေများများပေါ်ပေါက်အောင်ကြိုးစားကြရမှာဖြစ်တယ်စိတ်ဆုံးစိတ်ပုတ်စိတ်ယုတ်တွေအစား စိတ်ကောင်းတွေအစားထိုးကြရမှာဖြစ်တယ်ပေါ့တနေ့တနေ့မှာစိတ်တွေဟာအများကြီး ပြောင်းလဲနေတယ်9မိနစ်လေးအတွင်းစိတ်ကောင်းစိတ်ဆိုးရောထွေးနေတယ်စိတ်ကအလုံးမြန်းတယ်နော်စိတ်ကအလုံးမြန်းတယ်ဒီ9မိနစ်လေးအတွင်းမှာကို စိတ်တွေဟာလေကောင်းတဲ့စိတ်ကလေးပေါ်လိုက်မကောင်းတဲ့စိတ်တွေပေါ်လိုက်တယ် ိတ်တရားပြောင်းနေတာဥပမာပေါ့နော်မနေ့စောစောတက္ကရာကမတို့တရားတွေထိုင်ကြတယ်သူမဘုရားရှိခိုးကြတယ်အဲဘုရားရှိခိုးနေတဲ့အချိန်ဒါကုသိုလ်လုပ်တဲ့အချိန်ပဲဘုရားကိုအာယုံပြုနေတာ ကုသိုလ်ကောင်းတဲ့စိတ်ဖြစ်နေတာကြည်လင်တဲ့စိတ်စိတ်ချမ်းသာတဲ့စိတ်တွေဖြစ်နေတယ်ကောင်းတဲ့စိတ်ကိုဘုရားဘာသာမှာကုသိုလ်လို့သုံးတယ် မကောင်းတဲ့စိတ်ကိုဗုဒ္ဓဘာသာမှာအကုသိုလ်လို့သုံးလို့တယ်အဲ့တော့ဘုရားရှိခိုးနေတဲ့အချိန်ကောင်းတဲ့စိတ်ကလေးတွေဖြစ်နေတယ်ဘုရားရှိခိုးအချိန်မှာကောင်းတဲ့စိတ်တွေဖြစ်နေတယ်အဲ့ဒီအချိန်မှာအိမ်အောက်ကရောင်းဝယ်ဖောက်ကားတဲ့စကားတွေပြောနေကြမယ်စီးပွားရေးစကားတွေပြောကြမယ် ဘုရားရှိခိုးရင်တန်လန်စိတ်ကရောက်သွားတယ်ဘုရားကိုဘလို့ရောင်းရင်ဘလို့အမျက်ထွက်မယ်ကြည့်နော်ဒီရှိခိုးနေတဲ့အချိန်ကလေးမှာကိုစိတ်ကအငြိမ်မနေဘူးစီးပွားရေးဖက်ကို ရောက်ပြီးလောဘတွေဖြစ်နေတာရှိခိုးရင်းကနေလောဘဖက်ကိုရောက်သွားတယ်တခါတလေအလိုက်မသိတဲ့သားတွေသမီးတွေမြင်းမြစ်တွေရှိတော့ဇူညမ်းနေတယ်အဲ့ဒါတွေကိုကြားပြီးတော့ဒေါသတွေဖြစ်ပြန်တယ် ဒီကလေးတွေလိုက်ကန်းဆုံးမသိဘူးငါဘုရားရှိခိုးနေတာငါတရားထိုင်နေတာကုသိုလ်လုံးနေတဲ့အချိန်မှာတောင်မှစိတ်ကလေးတွေဟာကုသိုလ်ဇက်တိုက်ဖြစ်မနေဘူးအကုသိုလ်ဘက်ကိုပြောင်းသွားတယ်ကုသိုလ်စိတ်ကနေအကုသိုလ်ဘက်ကိုပြောင်းသွားတယ်ငါးမိနစ်အတွင်းမှာကိုကုသိုလ်စိတ်ကအကုသိုလ်ပြောင်းသွားတယ်ဒီတိုင်းမဲ့တစ်ခါ အကုသိုလ်စိတ်ကနေကုသိုလ်ဘက်ကိုလည်းပြောင်းသွားတယ်။တခါတလေစီးပွားရေးလုပ်နေတယ်အယောင်းဝယ်လုပ်နေတယ်လောဘတွေဖြစ်နေတယ်။အဲ့လိုဖြစ်နေတဲ့အချိန်မှာတရားတရားတွေဖြစ်လာတော့ရလာတဲ့အမျက်ဆုံးကလေးနဲ့သင်ငန်းလေးလှူရအောင်ကြောင်းလေးဆောက်ရအောင်စသည်ဖြင့်စီးပွားရေးလုပ်နေခြင်းနဲ့ရလာတဲ့အမျက်ဆုံးနဲ့ဆက်ပြီးတော့ လှူဒန်းဖို့ကုသိုလ်စိတ်ကလေးတွေဝင်လာတယ်စိတ်တွေကပြောင်းလဲနေတာနော်လောဘဖြစ်နေတဲ့အချိန်မှာလည်းဒေါသတွေဝင်လာတယ်ကုသိုလ်စိတ်တွေဝင်လာတယ်အကုသိုလ်စိတ်တွေလည်းရောထွေးနေတယ်ကုသိုလ်အကုသိုလ်တွေကရောထွေးနေတယ်တခါတလေဒေါသဖြစ်တယ်တဦးနဲ့တဦးမသိမမြဲဖြစ်ဆဲဆူရံဖြစ်ကြတယ်ဒေါသတွေဖြစ်နေတယ် အဲ့ချိန်မှာမိမိတို့ရဲ့ဆရာသမားတွေရဲ့အဆုံးအမမိမိဖတ်ထားတဲ့စာအုပ်ထဲကအဆုံးအမတွေကို တတိယပြီးတော့တတိယတဲ့စိတ်တွေပေါ်လာတယ်အဲ့ဒါကုသိုလ်ပဲလေမကြင်မနဲ့စဲဆိုရန်ဖြစ်နေတာကအကုသိုလ်ဖျားစကားတွေတရားတော်တွေအဆုံးအမစကားတွေကိုတတိယလိုက်တာကကုသိုလ်ကြည့်နော်ကုသိုလ်စိတ်တွေဖြစ်လိုက်အကုသိုလ်စိတ်တွေဖြစ်လာအကုသိုလ်တွေဖြစ်လိုက်ကုသိုလ်တွေဖြစ်လိုက်နဲ့ အချိန်ပိုင်းလေးတစ်ခုအတွဲမှာရောထွေးနေတဲ့စိတ်တွေကကောင်းတဲ့စိတ်မကောင်းတဲ့စိတ်အဲ့တော့မကောင်းတဲ့စိတ်ပေါ်လာရင် မကောင်းတဲ့စကားတွေပြောကြမယ်မကောင်းတာတွေလုပ်ကြမယ်ကောင်းတဲ့စိတ်တွေပေါ်လာရင်ကောင်းတာတွေပြောကြမယ်ကောင်းတာတွေလုပ်ကြမယ်အဲ့တော့လောကကြီးကိုငြိမ်းချမ်းစေခြင်းနဲ့တာယာစေခြင်းနဲ့ဆိုရင်တတ္တဝါတိုင်းတတ္တဝါတိုင်းကောင်းတဲ့စိတ်တွေများများဖြစ်ဖို့လိုတယ်ပေါ့ ဒီစိတ်ကိုပြုပြင်လို့ရတယ်နော်ရုပ်တောင်မှပြုပြင်လို့ရသေးတာပဲတောမှနေတဲ့တောသားတယောက်တောသူတယောက်မဝတ်တဲ့အဝတ်စားတွေကိုမဝတ်တတ်တော့ရုပ်ကလေးကလှပါရဲ့သားနဲ့တနခါမလိမ့်တဲ့မဝတ်စားတတ်တဲ့အခါမှာကြည့်လို့မကောင်းအော်မျိုးကိုရောက်လာတဲ့အခါမှာလိလာလိုက်တော့ဝတ်တက်လာတဲ့ ပြင်ဆင်တက်လာတယ် feeling တက်လာတယ်လိမ့်ချက်တက်လာတော့ချောချောလာလာပပလေးဖြစ်လာတာပေါ့အဲ့တော့ဒီရုပ်ကိုယ်တော်မှာပြင်လို့ရတယ်လေအသားမဲတဲ့သူကအသားဖြူအောင်လုပ်လို့ရတယ်ပြင်လို့ရတယ်နော်ဒီနေ့ခေတ်ဆိုရင်ဈေးပညာတွေကပို့ပြီးတော့ထုံးကားနေတော့ခွဲစိတ်ပြုပြင်လို့ရတာလေအများကြီးပဲအဲ့တော့ရုပ်ကိုယ်တော်မှာပြုပြင်လို့ရတယ်ဆိုရင် ဒီအလွန်လင်းမြန်စွာဖြစ်နေတဲ့စိတ်ကိုဘာလို့ပြင်လို့မရပါလဲစိတ်ကိုပြင်လို့ရပါတယ်နော်စိတ်ကိုပြင်သင့်တယ်အပြည့်လို့စိတ်ကိုပြင်သင့်တယ်လဲဆိုတော့ဒီစိတ်တွေကြောင့်ပဲတတ္တဝါတွေဟာဒုက္ခရောက်ကြတာပဲမကောင်းတဲ့စိတ်တွေပေါ်လာတော့မကောင်းတဲ့စကားတွေပြောမူတာဝါဒလိမ့်နေသုဒ္ဓဝါစာဆဲကြတယ်ပိဒုနာဝါစာရန်တိုက်စကားတွေပြောကြတယ် ။တမဗလာဘဝါစာအကျိုးမရှိတဲ့ဇာတ်တွေပြောပြီးအချိန်တွေဖြုံးကြတယ်။ဘာနာဒီဘာနာသူတပါတ်ကိုတက်ဖြတ်ကြတယ်။အဒိနာဒနာသူများဥစားခိုးယူကြတယ်။ကမေတိမေဆာဇာတ်သူများသာသမီတွေကိုစော်ကားကြတယ်။တရခံဘသူလဲလို့မင်းစိတ်ပဲ။မကောင်းတဲ့စိတ်တွေကြောင့်မကောင်းတဲ့ဇာတ်တွေပြောမကောင်းတာတွေလုပ်ကြတယ်။ဒါကြောင့်ဒီစိတ်ကိုပြုပြင်တဲ့နေပေါ့။ မကောင်းတဲ့စိတ်တွေကိုမွေးမြူထားမယ်ဆိုရင်မကောင်းတာတွေလုပ်မိမယ်မကောင်းတာတွေပြောမိမယ်ဘလောက်ပဲပတ်စံချမ်းသာချမ်းသာဘလောက်ပဲဝက်ဒီဂရီတွေရရလောကကြီးမှာဂုံအတရင်ရှိပါတယ်လို့ဘလောက်ပဲပြောပြောစိတ်ဆိုးစိတ်ပုတ်စိတ်ရုပ်တွေရှိနေမယ်ဆိုရင်မကောင်းတာတွေလုပ်မိမယ်မကောင်းတာတွေပြောမိမယ်သိလို့ရှိရင်ကောင်းရာသူကတိရောက်ဖို့မလွယ်တော့ဘူးပေါ့ ငွေကြေးဘလောက်ပဲချမ်းသာချမ်းသာစိတ်ကောင်းမရှိရင်ကွယ်လွန်တဲ့အခါမှာကောင်းရာသူကလေးရောက်ဖို့မဖြစ်နိုင်ဘူးအလွန်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်တယ်ပြီးရင်လက်ရှိဘဝမှာလည်းကိုယ့်ကိုယ်ကိုမကြည်ညိုနိုင်ဘူးကိုဆိုးတာကိုပဲသိတယ်ကိုမိုက်တာကိုပဲသိတယ်ပဝန်ကျင်ကကိုယ့်ကိုအထင်ကြီးလေးစားနေကြပြီမဲ့စိတ်ဆိုးစိတ်ပုတ်တွေရှိနေတာကိုပဲသိတယ်မနာလိုမှုတွေဝန်တိုမှုတွေ ဒေါသတွေရန်ညှိုးတွေမကျေနပ်မှုတွေကိုယ်တန်တယ်မှာဖြစ်နေတာကိုယ်အတိဆုံးလိန်ညာလို့မရဘူးအဲ့တော့မကောင်းတဲ့စိတ်တွေဖြစ်နေတဲ့သူဟာစိတ်မချမ်းသာဘူးလောဘဖြစ်နေတာစိတ်ချမ်းသာတာမဟုတ်ဘူးဒေါသဖြစ်နေတာစိတ်ချမ်းသာတာမဟုတ်ဘူးအိတ်တမစ္စရိယဖြစ်နေတာစိတ်ချမ်းသာတာမဟုတ်ဘူးစိတ်မချမ်းသာဘူးစိတ်မချမ်းသာတော့သူ့ဘဇက်ကထွက်လာတဲ့ဇာတ်ရည်ကလည်းငိမ့်ချတဲ့ဇာတ်တွေမဟုတ်ဘူး အပူစကားတွေပူလောင်တဲ့စကားတွေထွက်လာတယ်တက္ကရာမတို့တတိထားကြည့်ပါမိမိကိုယ်ကိုလည်းတတိထားကြည့်သူများကိုလည်းတတိထားကြည့်သူ့စိတ်ထဲမှာပူလောင်နေရင်သူ့နှုတ်ကထွက်တဲ့စကားတွေကလည်းပူလောင်နေတယ်ကိုယ်စိတ်ထဲမှာပူလောင်နေကိုယ်နှုတ်ကထွက်တဲ့စကားတွေကလည်းအပူစကားတွေဖြစ်နေတတ်တယ်တတိထားကြည့်ပါနော်ကိုယ်စိတ်ကိုအမြဲတမ်းစောင့်ကြည့်တတိထားကြည့်ကောင်းတဲ့စိတ်တွေအဖြစ်များလားမကောင်းတဲ့စိတ်တွေအဖြစ်များလား ိုယ်စိတ်ကိုစောင့်ကြည့်ပါ တနေ့တာမှာဘလို့များဖြတ်ကျော်နေခဲ့တယ်လဲเนาะတရက်တရက်အချိန်တွေဘလို့ကုန်သွားတယ်လဲကိုယ့်ကိုယ်ကိုစောင့်ကြည့်ကြည့်ပါတနေ့ဆိုရင်လည်းနည်းများတယ်တနာရီချင်းတနာရီချင်းကိုစောင့်ကြည့်တနာရီအချိန်ကငါဘလို့ကုန်သွားတယ်လဲကောင်းတာတွေလုတ်ပြီးတော့အချိန်ကုန်သွားသလားမကောင်းတာတွေလုတ်ပြီးအချိန်ကုန်သွားသလားကောင်းတဲ့အတွေးတွေတွေးပြီးအချိန်ကုန်သွားသလားမကောင်းတဲ့အတွေးတွေတွေးပြီးအချိန်ကုန်သွားသလားကိုယ်စိတ်ကိုယ်ကိုစောင့်ကြည့်ပါအမှန်တိုင်းတွေးပါလိမ့်မယ် တတ္တဝါတွေကများသောအားဖြင့်မကောင်းတဲ့စိတ်တွေအဖြစ်များပြီးတော့အချိန်ကုန်နေကြပါတယ်နော်ယင်းနေ့ခေတ်ဒီဆုတ်ကက်ကာလတတ္တဝါတွေရဲ့ကိလေသာတွေပိုထူးလာတယ်ခါတိုင်းတဲ့ပိုများလာတယ်ကိလေသာဖြစ်ဖို့လဲလွယ်တယ်ဖြောက်ဖို့လဲခက်တယ်ဒီနေ့ခေတ်ကလေဒေါသတွေဖြစ်ဖို့အလွန်လွယ်တယ်ပြိဒေါသတွေဖြောက်ဖို့လဲခက်နေကြတယ်ဒါဆုတ်ကက်ကာလရဲ့ထုံးစံပဲတက်ကက်ကာလမှာဆိုရင် လောဘဒေါသတွေဖြစ်ဖို့လဲခက်တယ်ဖြစ်ခဲ့ရင်လဲဖြောက်ဖို့လွယ်တယ်ဆုတ်ခဲ့ကာလမှာကျတော့ဖြစ်ဖို့လဲလွယ်တယ်ဖြောက်ဖို့လဲခက်တယ်ဖြစ်လွယ်တယ်ဖြောက်လွယ်တယ်ဖြောက်ခက်တယ်ပေါ့နော်ဖြစ်ဖို့တော့လွယ်တယ်ဖြောက်ဖို့တော့ခက်တယ်ဘယ်တော့ကုကုကိုသတိထားကြည့်ပါငါအချိန်လေးကိုဘလို့ဖြုံးနေတာလဲကောင်းတာတွေပြောကောင်းတာတွေလုပ်ကောင်းတာတွေတွေးပြီးတော့အချိန်လေးကုန်သွားသလား မကောင်းတာတွေပြော မကောင်းတာတွေလုပ်မကောင်းတာတွေတွေးပြီးအရှင်ကုန်းသားသလားစောင့်ကြည့်ပါကိုယ်စိတ်ကိုယ်ကိုအမှန်တိုင်းသိလာပါလိမ့်မယ်နော်စိတ်ကိုစောင့်ကြည့်ကြည့်ပါစိတ်ကိုစောင့်ကြည့်ပါနော်အဲ့တော့မကောင်းတဲ့စိတ်တွေအဖြစ်များတာကိုတွေးလာရင်အလုံးထိတ်လန့်စရာကောင်းတာတွေးရလိမ့်မယ်အော်ဒိုးတွေကြည်စမ်းဒီအသက်ဒီရွယ်အထိဒီလိုစိတ်တွေနဲ့ဖြတ်သန်းနေခဲ့တာပဲဆိုတော့နားလည်လာလိမ့်မယ် အဲ့ခါကျမှဒီမကောင်းတဲ့စိတ်တွေကိုဖယ်ရှားခြင်းတဲ့စိတ်တွေပေါ်လာလိမ့်မယ်။အော်တရက်တရက်ဒီလိုစိတ်တွေနဲ့ငါအချိန်ကုန်နေတာပဲလို့နားလည်လာလိမ့်မယ်။အဲ့ဒီမကောင်းတဲ့စိတ်တွေကိုဖယ်ရှားရမယ်ပေါ့။ဖယ်ရှားတဲ့နဲ့ဘာဖြစ်လို့လဲ။တေသွားရင်လည်းကောင်းရာဘုံရောက်ဖို့မလွယ်သလိုလက်ရှိပစ္စုပန်ဘဝမှာလည်းမိမိစိတ်ကိုသိတဲ့သူတိုင်းကကိုယ့်ဘဝမှာအထင်သေးသွားလိမ့်မယ်။မိမိရဲ့စိတ်တွေကိုသိတဲ့သူတွေလောကကြီးမှာရှိတယ်။ မိမိရဲ့စိတ်ရင်းကိုသိသွားပြီဆိုရင်အလွန်အထင်သေးစရာဖြစ်သွားလိမ့်မယ်တချို့စိတ်ဓာတ်ဥပဒနာလို့ခေါ်တဲ့စိတ်ကိုစောင့်ကြည့်တဲ့အလုပ်ကိုလုပ်တဲ့ပုံကိုယ်တွေပြောကြတယ်အရင်တုန်းကတော့ကိုကိုကိုသူတော်ကောင်းကြီးထင်းနေကြတာနေ့စဉ်မပြတ်ကိုယ့်စိတ်ကိုကိုယ်စောင့်ကြည့်ရင်စောင့်ကြည့်နေတယ်ကိုယ့်စိတ်ကိုနားလည်လာတယ်ဟောငါမကောင်းတဲ့စိတ်တွေအဖြစ်များနေပါလား ကိုကိုကိုသိလာတယ်ငကိုတော့ကတော့ကိုကိုကိုထုတ်လာပြီးထင်းနေတာငါလူကောင်းလို့ထင်နေခဲ့တာတဲ့ကိုစိတ်ကိုအဆက်မပြတ်စောင့်ကြည့်ပြန်များလာတော့အမှန်တိုင်းသိလာတယ်ငါမကောင်းတဲ့စိတ်တွေအချိန်တော်တော်များများဖြစ်နေတာပဲဆိုတော့နားလဲလာတယ်အဲ့တော့ကိုစိတ်ကိုသူများအတိမခံရဲတဲ့ပုံစံဖြစ်လာတယ်ကိုစိတ်ကူးနေတာတွေကိုသူများအတိမခံရဲဘူးချမပြရဲဘူးဘာသာစာအုပ်မှာချမရေးရဲဘူးနော် ကိုယ်စိတ်ထဲမှာကြံစည်နေတာတွေတွေးတော့တာတွေကိုမလာစားအောင်မှာချရေးကြည့်ကိုကိုကိုယ်တိုင်ဖျက်ရဲမှာမဟုတ်ဘူးမကောင်းတာတွေ၆တွေးနေတော့အဲ့ဒါတွေကိုဘလာစားအောင်မှာသာချရေးကြစတဲ့ဆိုရင်နော်ကိုကိုရေးတဲ့စာတော့ကိုဖျက်ရဲမှာမဟုတ်ဘူးဘာလို့လဲပုတုစင်နေရမကြံစည်ကောင်းတာတွေ၆ကြံစည်တယ်မတွေးကောင်းတာတွေ၆တွေးတယ်ပုတုစင်နေရလေမပြင်းမတင်တာတွေပြင်းမမပြောတင်တာတွေပြောဖို့ကြိုးစားတယ်မလုပ်တင်တာတွေလုပ်ဖို့ကြိုးစားတယ်စိတ်တွေကသိတ်ချောက်ဖို့ကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားကဟောတာပေါ့ လောကကြီးကိုစိတ်ကဆွဲဆောင်နေတတဝါတွေအားလုံးဟာဒီတကူတီးတော့ဟောဒီစိတ်ရဲ့အလိုကိုလိုက်နေကြရတယ်ဆိုတာဖះဟောတာမမားဘူးလေနော်တကယ်လည်းအမှန်ပဲနောက်ဒကာဒကာမတို့အနေနဲ့မိမိစိတ်တည်ဘာအဖြစ်များသလဲကောင်းတဲ့စိတ်အဖြစ်များလားမကောင်းတဲ့စိတ်ဖြစ်များလားစောင့်ကြည့်ပါလို့ဒါမှကိုယ်စိတ်ကို ပြင်သိမှုနားလည်လာလိမ့်မယ်ကောင်းပြီအဲ့တော့မိလိန်နာမင်းကြီးကသူ့ရဲ့စိတ်ကိုဘယ်လိုပြင်သလဲဆိုတော့ ခွန်ရက်တိတိတိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကိုငါမလုပ်တော့ဘူးသူစိတ်ကိုပြုပြင်ဖို့အတွက်ကို ပြင်ဆင်တာနော်မနေ့အဲ့ရစောစောထဟိုလဲမျက်နှာဆေးကြောတန့်ရှင်တန့်ရှင်ပြီးတော့ဝိနေကြအဝတ်ကိုမဝတ်တော့ဘဲနဲ့ယဟန်တော်ဒီဝတ်တယ်လို့စိတ်ဆိုးထားတဲ့အဝတ် နော်အဝါရောင်ဝတ်ကိုဝတ်ပြီးရင်ခေါင်းပေါ်ကအစွတ်တစ်ခုကိုဆောင်းလိုက်တယ်ဘုံကြီးတွေလိုမျိုးကတုံးပုံစံဖြစ်သွားအောင်ဆန်တော့သူ မရိပ်ဘူးပေါ့နော်ခិតတာခဏလောက်တာဆိုတော့ဝတ်နေကြဝတ်တွေကိုအကုန်ချုပ်ပြီးတော့ဘုံကြီးတွေလိုမျိုးဝတ်ခေါင်းကိုလည်းပဲပေါ်ကနေအစွတ်တစ်ခုဆောင်းလိုက်တယ် ပြီးရင်တိလကိုခံယူဆောက်တည်တိလခံယူဆောက်တည်ပြီးတော့ဒိဋ္ဌံတယ်ဒီ9ရက်အတွင်းတိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကိုမလုပ်ဘူးတိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကိုလုပ်ရင် လောဘတွေဖြစ်ရမယ်ဒေါသတွေဖြစ်ရမယ်လေအဲ့တော့ဒီ9ရက်အတွင်းတိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကိုမလုပ်ဘူး ဒီခုနှစ်ရက်အတွင်းလောဘမဖြစ်အောင်စောင့်စည်းမယ်ဒေါသမဖြစ်အောင်စောင့်စည်းမယ်မောဟမဖြစ်အောင်စောင့်စည်းမယ်ကြည်ကျွန်တွေအပေါ်မှာတောင်မှမေမာနမဖြစ်အောင်စောင့်စည်းမယ်ခါတိုင်းဆိုရင်ငါဘယင်းဆိုပြီးတော့မေမာနဖြစ်တယ်လေဒီခုနှစ်ရက်အတွင်းမှာတော့ဘသူ့အပေါ်မှာအထင်သေးခြင်းမထီမဲ့မြင်ပြူခြင်းဆိုတဲ့လောက်တွေမလောက်ဘူး မမနာမဖြစ်အောင်ဆောင်စည်းမယ်ကာယကံဝစီကံတွေကိုအထူးဆောင်စည်းမယ်ဉာဏ်ရသမျှအာယုံတွေကြားရသမျှအာယုံတွေတွေ့ရသမျှအာယုံတွေတွေးသိတဲ့အာယုံတွေအပေါ်မှာလောဘဒေါသမောဟအကုသိုလ်တွေမဖြစ်အောင်အထူးဆောင်စည်းမယ်တတ္တဝါတွေအလုံးပေါ်မှာမေတ္တာထားမယ် ဘယ်ပုဂ္ဂိုလ်မှာတော့မေတ္တာမထားနိုင်ဘူးဆိုတာမရှိရဘူးတတ္တဝါအားလုံးပေါ်မှာငါမေတ္တာထားမယ်ဒါမိလိန်နာမင်းကြီးရဲ့စိတ်ထားပြုပြင်နေပဲဥပုပ်သီလကိုစောက်တည်တယ်လို့မျိုးကိုသူ့စိတ်ကိုစောက်တည်တာအတူယူတဲ့နဲ့နော်စောက်တည်ပြီးကျင့်တာနဲ့မစောက်တည်ပြီးကျင့်တာကွာတယ်ဒီနေ့ ငါဒေါသမဖြစ်အောင်နေမယ်လို့စိတ်ကိုစောက်တည်ထားလိုက်ရဲ့ဒေါသဖြစ်စရာကြုံခဲ့ရင်တောင်မှဟောငါဒီနေ့အတိတ်တန်ထားတယ်ဒေါသဖြစ်လို့မသိဘူးလို့ကိုယ့်ကိုယ်ကိုတတိပေးလို့ရတယ်နော်ဒေါသဖြစ်စရာကြုံပေမဲ့ဒေါသမဖြစ်အောင်နေဖြစ်တယ်ပေါ့ဥပမာဒကာဒကာမတို့ဥပုပ်သီလတွေစောက်တည်ကြတယ်လीဒီနေ့ငါဥပုပ်သီလယူထားတယ်ဆိုတော့ တခြင်းမစိုးဖြစ်အောင်ထိမ့်ဖြစ်တယ်။ဂိမ်းတွေဘာတွေမစိုးဖြစ်အောင်ထိမ့်ဖြစ်တယ်။ရုပ်ရှင်ဗီဒီယိုမကြည့်ဖြစ်အောင်ထိမ့်ဖြစ်တယ်လေ။အဲဒီသီလမယူထားဘူးဆိုရင်တခြင်းဆိုစရာရှိလဲဆိုလိုက်မှာပဲ။ဂိမ်းဆိုစရာရှိလဲဆော့လိုက်မှာပဲ။ရုပ်ရှင်ကြည့်စရာရှိလဲကြည့်လိုက်မှာပဲလေ။ပန်းတွေနတ်သားတွေပန်းစရာလိမ့်စရာရှိလဲပန်းမှာပဲလိမ့်မှာပဲလေ။ဩသီလကိုယူထားတယ်ဆိုတော့ပန်းပန်းချင်းပေမဲ့မပန်းဖြစ်ဘူး။တဏ္ဍာခလိမ့်ချင်းပေမဲ့မလိမ့်ဖြစ်ဘူးလေ။ ဲ့တိုင်းပဲပေါ့နော်ဒီနေ့ငါဒေါသမထွက်အောင်နေမယ်စိတ်ကိုဒီလိုပိုင်းဖြတ်လိုက်ရင်ဒေါသထွက်စရာကြုံခဲ့ရင်လည်းထိမ့်ဖြစ်တယ်ပေါ့ဒါကြောင့်မင်းနဲ့မင်းကြီးရဲ့နေစနစ်ကိုအတူယူမိမိရဲ့မွေးနေ့လိုနေမျိုးတွေမှာဖြစ်ဖြစ်မိဘတွေရဲ့မွေးနေ့ဆရာသမားတွေရဲ့မွေးနေ့မှာပူဇော်သောအဖြစ်ဒီနေ့မိဘကို ုသိုလ်တွေနဲ့ပူဇော်မယ်ဆရာသမားကိုကုသိုလ်တွေနဲ့ပူဇော်မယ်ဆိုပြီးတော့အကောင်းဆုံးမွေးနေ့လက်ဆောင်ပေးမယ်ဆိုတော့သီလတွေစောက်တည်ပြီးတော့ဒီနေ့တရက်လုံးဘလို့ကိစ္စအကြောင်းကြောင့်ငါဒေါသမထွက်အောင်နေမယ်နော်ဘလို့အချိန်နေပဲဖြစ်ဖြစ်ဒေါသမထွက်အောင်နေမယ်ဒီလိုမျိုးလေးတွေစိတ်ကိုပိုင်းဖြတ်ပြီးတော့ကြင်ကြည်ပါနော်စိတ်ကိုထိန်းလိုက်နိုင်တာတွေ့လိမ့်မယ်နော်စိတ်ကောင်းတွေများများဝင်လာအောင်ဒီလိုပဲပြပြင်ရမှာဖြစ်တယ်ပေါ့ ဲ့တော့တရက်တာဟာများတယ်ဆိုရင်ပိုင်းလိုက်ဒီနေ့တမနဲ့လုံးအိမ်မှာဖြစ်ဖြစ်အလုံးမှာဖြစ်ဖြစ်လမ်းမှာဖြစ်ဖြစ်ဒေါသမထွက်အောင်နေမယ်လို့စိတ်ကိုပိုင်းဖြတ်ပြီးနေကြည့်တမနဲ့လောက်ကျင့်ကြည့်တမနဲ့နိုင်သွားရင်တခါနေလည်းပိုင်းဒီနေ့နေလည်းပိုင်းမှာဒေါသမထွက်အောင်နေမယ်လို့ပိုင်းဖြတ်ပြီးနေကြည့်အောင်မြင်သွားရင်တခါညာပိုင်းအေးဒီနေ့ညပိုင်းမှာဒေါသမထွက်အောင်နေမယ်လို့ပိုင်းဖြတ်ကြည့်တရက်တာကိုထိမ့်နိုင်သွားလိမ့်မယ် တရားတာကုန်နိုင်သွားရင်နောက်တရားထက်ကျင်ကြအောင်အဲ့ဒီလိုအဲ့ဒီလိုနဲ့ရက်ဆက်ကျင်လာနိုင်လိမ့်မယ်နော်တရားကနေတပတ်တပတ်ကနေတလတလကနေတနှစ်နှစ်နှစ်သုံးနှစ်လောက်ဆိုရင်အသားကျသွားလိမ့်မယ်မကောင်းတဲ့အစိတ်တွေတော်တော်လေးဝေးကွာသွားတာတွေ့လိမ့်မယ်ကောင်းတဲ့စိတ်တွေပဲနော်ဘာအယုံလာလာယောနိသောမနတိကာရလို့ခေါ်တဲ့ကောင်းတဲ့စိတ်တွေဖြစ်လာတာတွေ့လိမ့်မယ် လေ့ကျင့်ကြည့်ပါနော်ပုရုဇဉ်တွေဟာတန်ត្រာမှာဘဝဆက်ဆက်ကအကုသိုလ်တွေအဖြစ်များလာတော့တကနန်းချင်းလောဘဖြစ်မယ်တကနန်းချင်းဒေါသဖြစ်မယ်အာယုံကလေးကိုမြင်လိုက်တာနဲ့ကြားလိုက်တာနဲ့တွေးလိုက်တာနဲ့လောဘဖြစ်မယ်ဆိုတာကြည့်ပဲဒေါသဖြစ်မယ်ဆိုတာကြည့်ပဲအကျင့်ပါနေတာအကျင့်ပါနေတာနော်လောဘစိတ်ဒေါသစိတ်တွေကအကျင့်ပါပြီးဥနေတာသူကကောင်းတဲ့စိတ်ကအရင်မလာပဲနဲ့မကောင်းတဲ့စိတ်ကအရင်နေဖြစ်နေတယ် အကျင့်ပါနေလို့ဒီမကောင်းတဲ့စိတ်ကအခုဘဝမှာမဟုတ်ဘူးအရင်ဘဝတွေကတည်းကပါလာတဲ့စိတ်เนาะဒါကြောင့်ဦးဇင်းတို့ယနေ့မြတ်စွာဘုရားသာသနာနဲ့ကြုံကြိုက်ခိုက်မှာဒီမကောင်းတဲ့စိတ်တွေကိုဦးဇင်းတို့ဖယ်ရှားနိုင်ရမယ်ပေါ့ဘုရားသာသနာကိုကိုးကွယ်တာဘာလို့ဘို့လဲဒီမကောင်းတဲ့စိတ်တွေကိုဖယ်ရှားဖို့ကိုးကွယ်တာပဲလေဘုရားဘာသာအဖြစ်ခံယူထားနေဆိုတာဘုရားသခင်ကမာစာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုးကွယ်တာမဟုတ်ဘူး ဖခင်ရဲ့အဆုံးအမတွေကကောင်းလုံးလို့မိမိတို့ရဲ့စိတ်နေစိတ်ဓာတ်တွေကိုပြုပြင်ဖို့အတွက်ဖခင်ကိုကိုးကွယ်တာဖြစ်တယ်ကိုးကွယ်တယ်ဆိုတာကိုးဆိုတာအားကိုးတာကိုပြောတာကွယ်ဆိုတာကာကွယ်တာကိုပြောတာဖခင်ရဲ့အဆုံးအမတွေကိုလိုက်နာပြီးကျင့်သုံးပြီးတော့မကောင်းတာတွေမဖြစ်အောင်ကာကွယ်တာကိုကိုးကွယ်တယ်လို့ခေါ်တယ်ပေါ့ဖခင်ကိုကိုးကွယ်တယ်ဆိုပြီးတော့ရှိခိုးုံနဲ့မပြီးဘူးလှူနှဲုံနဲ့မပြီးဘူးဖခင်ရဲ့အဆုံးအမတွေကိုလိုက်နာမှဖြစ်မယ် ကြင်ကြံမှဖြစ်မယ်เนาะဒါမှမြတ်စွာဘုရားကိုကိုးကွယ်ရာကြိုးလက်ကြမယ်เนาะမုန်တဘာသာဆိုတာဘုရားရဲ့အဆုံးအမကိုနှစ်သက်လက်ခံထားတဲ့ပုံကိုယ်တွေဒါကြောင့်ကိုးကွယ်ရာကြိုးနဲ့အောင်ဘုရားဆုံးမတဲ့အတိုင်းနေကြည့်ကြပါเนาะမကောင်းတဲ့စိတ်ကိုတက်နိုင်သမျှဖယ်ချာဒါမှနောက်နောက်ဘဝတွေမှာပါရမီရှင် genius ဖြစ်ကြမှာဖြစ်တယ်ဒီလိုတာသနာနဲ့ကြုံကြိုက်ခိုက်မှာ မိမိတို့ရဲ့စိတ်နေစိတ်ဓာတ်ကိုမပြုတ်ပြင်ကြဘူးဆိုရင်ဘယ်ဘဝမှာတော့ပြင်ကြမှာလဲစဉ်းစားကြည့်နော်နောက်နောက်ဘဝတွေမှာအခုလိုဘုရားရှင်ရဲ့အဆုံးအမတွေကိုနားကြားရဖို့ကမလွယ်ဘူးဒါကြောင့်ဘုရားအဆုံးအမတွေကိုရခိုင်မှာမိမိတို့ရဲ့စိတ်နေစိတ်ဓာတ်တွေကိုကောင်းတဲ့ကောင်းအောင်ပြင်ကြပါသူများကိုမကြည့်နဲ့အတ္တကြီးအတ္တနာထောတယ်မြတ်စွာဘုရားကမိမိတည်ပြင်းရင်မိမိအတွက်ကိုယ်ကိုရပဲအားထားရပဲ။ အဲ့တော့ကိုယ်စိတ်ကိုကိုယ်ကိုယ်တိုင်ပြင်မရမယ်နော်ကိုယ်စိတ်ကိုကိုယ်ကိုယ်တိုင်ပြင်မရမယ်ဒါကြောင့်ဘုရားတာသနာနဲ့ကြုံကြိုက်အဆုံးအမကောင်းတွေကိုရရှိခိုင်းပါစူးစမ်းပြီးတော့ပြုပြင်ကြပါဒီလိုဘဝမျိုးမှာမှမပြင်နိုင်ဘူးဆိုရင်နောက်ဘယ်ဘဝမှာမှပြုပြင်နိုင်ဖို့မလွယ်ဘူးအခွင့်အရာလုံးပြုပြင်ထားကြပါတော့တာသနာနဲ့ကြုံတော့မှမိမိတို့ရဲ့စိတ်နေစိတ်ဓာတ်ကိုကောင်းတဲ့တဲ့ကောင်းအောင်ပြင်ကြပါရမီရှင်ဖြစ်အောင်စူးစမ်းကြပါကြောင်ဦးဇင်းတို့ ဆရာတော်ကြီးတွေဆုံးမတာရှိတယ်။ရှေးကဆိုးလို့ယခုဆိုးတယ်။ယခုဆိုးနောင်ဆိုးပါလိမ့်မယ်။ရှေးဘွားတို့ကစိတ်ဆိုးစိတ်ပုတ်တွေရှိခဲ့တဲ့သူတွေဟာအကျင့်ပါလာပြီးတော့ဒီဘဝမှာလည်းပဲစိတ်ဆိုးစိတ်ပုတ်ရှိတဲ့လူယုံမာတွေဖြစ်နေတတ်တယ်။ဒီဘဝမှာစိတ်ဆိုးစိတ်ပုတ်တွေနဲ့လူယုံမာတွေဟာလည်းအကျင့်အကျင့်ပါသွားပြီးတော့ နောက်ဘဝတွေအထီကိုအဲ့ဒီစိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်တဲ့တတိတွေဟာကုဆက်ပါသွားတတ်တယ်ပေါ့ရှေ့ကဆိုတော့အခုဆိုတယ်အခုဆိုရင်နောက်ဘဝတွေမှာလည်းဆိုအောင်ပါပဲရှေ့ကကောင်းလို့ယခုကောင်းတယ်ယခုကောင်းနောက်ကောင်းပါလိမ့်မယ်ရှေ့ဘဝတုန်းကစိတ်ကောင်းနေရှိခဲ့တဲ့သူကအကျင့်ပါလာပြီးတော့ဒီဘဝမှာလည်းစိတ်ကောင်းစိတ်မြတ်တွေရှိကြတယ်လူကောင်းတွေဖြစ်ကြတယ်ဒီဘဝမှာစိတ်ကောင်းစိတ်မြတ်လူကောင်းတွေရှိတဲ့သူတွေဟာလည်းနောက်ဘဝမှာ အဲ့ဒီကောင်းတဲ့ဓတတိကလေးတွေကူးဆက်ပါသွားပြီးတော့စိတ်ကောင်းစိတ်မြတ်ရှိတဲ့ပုံကိုယ်တွေဖြစ်ကြလိမ့်မယ်လို့ဆိုလိုတယ်။ဒါကြောင့်ယနေ့ဘုရားမှာဖယားရှင်ရဲ့အဆုံးမနဲ့ကြုံကြိုက်ခိုက်မှာမိမိတို့ရဲ့စိတ်တွေကိုအကောင်းဘက်ကိုရောက်အောင်ပြုပြင်သင့်တယ်လို့နားလည်သဘောပေါက်စေခြင်းနဲ့အတွက်ကြောင့်ဒီနေ့မိလိန်နာမင်းကြီးရဲ့စိတ်ထားပြုပြင်နေတရားတော်ကိုဟောကြားပေးခြင်းဖြစ်တယ်။ဒီနေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့ရဲ့စိတ်နေစိတ်ထားတွေကို အကောင့်ဘက်ကိုရောက်အောင်ပြုပြင်ပြီးတော့ဖရာအဆုံးမှာတော့အတိုင်းလောကအကျိုးသာသနာအကျိုးကိုပယ်ပို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း